ကချင်ပြည်နယ်ဝိုင်းမော်မြို့အမှတ်3ရပ်ကွက်လော်ဝော်ရင်ကျေးမှုဗိမာန်ခန်းမှာမှနိုဝင်ဘာလ12ရက်နေ့နနက်7:00နာရီချိန်ကဒီမိုကရေစီပါတီတင်ကချင်ပါတီမှအောင်နိုင်ရေးဆုတောင်းခြင်းနဲ့ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ်အဆိုပါခန္ဓာကိုဆရာကြီးများ၏ဆုတောင်းကောင်းကြီးများဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီးစိုင်းပုတ်ဖွင့်လှစ်ခြင်းကိုပဟိုပါတီဥက္ကဋ္ဌဦးစခုံရင်ဆောင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းတရားစတာရေးရဝင်းကြီးဦးတိန်ဆောင်နှင့်ဆရာတော်ကြီးများကဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာကြတဲ့ဝိုင်းမော်ပြည်သူလူထုများပါတီဝင်ရံသူများအောင်ပဟိုပါတီဥက္ကဋ္ဌဦးစခုံရင်ဆောင်ကအဖွဲ့အမစကားပြောကြပြီးဝိုင်းမော်မြို့နယ်ပါတီဥက္ကဋ္ဌဦးတိန်တန်ခေါ်ရင်ကပါတီကိုယ်စားလှယ်လောင်းများအောင်တူချင်းမိတ်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။ပါတီဥက္ကဋ္ဌဦးစခုံရင်ဆောင်ဝင်းချင်းကိုယ်စားလှယ်လောင်းများအောင်ဝင်းချင်းဝတ်ချင်းဆောင် အဲ့နောက်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများဖြစ်တဲ့ပြည်내လွတ်တော်ကိုယ်စားလှယ်လောင်းတရားစတော်ရေးရာဝန်ကြီးဦးတိန်ဆောင်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာရင်းထန်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းပဟိုပါတီအထွေထွေတွင်ရမှုဦးခေါ်တိန်တို့ကပါတီ၏ရည်မှန်းချက်ယုံကြည်ချက်ငြိမ်းချမ်းရေးဖက်ဒရယ်စနစ်နဲ့ဒေသဖွံ့ဖြိုးရေးအခြေခံမူဝါဒများကိုဝိုင်းမော်ပြည်သူလူထုများအောင်ရှင်းလင်းပြောကြားခဲ့ပါတယ် အဲ့နောက်ရွေးကောက်ခံပါတီကိုစလဲလောင်းများရင်ဟောပြောမှုအပြီးမှာအောင်နိုင်ရေးကြွကြော်တမ်းများတံပြိုင်ဟစ်ကြွေးကအခမ်းအနားကိုရုပ်တင်ခဲ့ကြတယ်လို့သိရပါတယ်။ဒီမိုကရေစီပါတီတစ်ချက်ပါတီအောင်ရတဲ့ဒီမိုကရေစီပါတီတစ်ချက်ပါတီအောင်ရတဲ့ဒီမိုကရေစီပါတီတစ်ချက်ပါတီအောင်ရတဲ့